မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့မြန်မာဘာသာဖြင့်တတင်းတင်ဆက်မှု အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ဒီကနေ့ညမှာတော့ KIO နဲ့ PSLF ညနိုင်ဆွေးနွေးပွဲပြင်ဆင်ရေးအဖွဲ့တွေတွေ့ဆုံဆွေးနွေးတဲ့တတင်းနဲ့တခြားစိတ်ဝင်စားဖွယ်တတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကရှယ်မုံပါ။ KIO နဲ့ PSLF တွေ့ဆုံညီနိုင်ဆွေးနွေးပွဲပြုလုပ်နိုင်ဖို့အတွက်နှစ်ဖက်အဖွဲ့အစည်းကဆွေးနွေးပွဲပြင်ဆင်ရေးအဖွဲ့တွေဧပြီလ9ရက်ဒီကနေ့မှာတွေ့ဆုံခဲ့တယ်လို့တာဝန်ရှိသူတွေစီကနေသိရပါဗျ။နှစ်ဖက်တာဝန်ရှိသူတွေဒီကနေ့တွေ့ဆုံရမှာလာမယ့်ဆွေးနွေးပွဲမှာဆွေးနွေးမယ့်ကောင်းစဉ်ပြုလုပ်မယ့်နေရာနဲ့အချိန်ဖိတ်ကြားမယ့်အဖွဲ့အစည်းစတဲ့အကြောင်းအရာတွေဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ KIO ရှေ့ပြေးညှိနှိုင်းရေးအဖွဲ့ကိုအမျိုးသားတပ်ပေါင်းစုညွှန်ကြားရေးမှူးချုပ် ပိုချုပ်တရှိဘရန်နန်ကဦးဆောင်ပြီး PSLF အဖွဲ့နဲ့တွေ့ဆုံခဲ့တာဖြစ်တယ်လို့သိရပါဗျ။လွေကျဲမြို့မှာအုတ်ချုပ်ရေးကော်မတီကကြီးမှုပြီးစာကြည့်တိုင်းနဲ့ပကြီးပြခန်းကိုဒီကနေ့ဧပြီလ9ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ပြည်သူတွေစောက်စာပေတွေဖတ်ရှုလေ့လာနိုင်ဖို့နဲ့ပကြီးအမှုပညာရှင်တွေပေါ်ထွန်းလာဖို့ ပြည်သူတွေအမှုပညာကိုခန်းစားတတ်ဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့၎င်းစာကြည့်တိုက်နဲ့ပကြီးပြခန်းတွေကိုဖွေးရတာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။စာကြည့်တိုက်မှာအမျိုးသားရေး၊ပညာရေး၊ကျန်းမာရေး၊စီးပွားရေး၊သမိုင်းဆိုင်ရာစတဲ့စာအုပ်တွေထားရှိထားပြီးမနက်9နာရီကနေညနေ3နာရီထိဖွင့်တယ်လို့သိရပါတယ်။ပကြီးပြခန်းမှာလိုက်စာ၊မိုက်ကြယံ၊လွယ်ကျေကပကြီးဝတ္တနာရှင်လူငယ်တွေရဲ့ပကြီးကားတွေကိုခင်းကျင်းပြသထားပါတယ်။ 2017တကြော့ပြန်စစ်ပွဲတွေကြောင့်စစ်သိမ်းရှောင်ခဲ့ကြရတဲ့ပြည်သူတွေဟာအခုချိန်မှာမိမိနေရက်ကိုပြန်လာနေကြပြီဖြစ်ပေမဲ့နေအိမ်တွေဆောက်လုပ်ဖို့အခက်အခဲတွေရှိနေတယ်လို့သိရပါဗျ။နေ့ရှည်ကြားနေအိမ်တွေစွန့်ပစ်ကစစ်ရှောင်နေခဲ့ရတာကြောင့်လူနေအိမ်အလုံးကြီးပါဆွေမြေ့ပြက်စီးနေတယ်လို့စစ်ရှောင်ပြည်သူတွေကဆိုပါတယ်။နေရက်ပြန်စစ်ရှောင်ပြည်သူတွေအနေနဲ့ ိမ်ဆောက်ပစ္စည်းတွေနဲ့လိုအပ်တဲ့ပြိပောကပစ္စည်းတွေကုန်စည်နှုန်းမြင့်မားနေတာကြောင့်နေအိမ်တွေပြန်လည်တိဆောက်ရမှာအခက်ကြုံတွေ့နေရပြီးအကူအညီတွေလိုအပ်နေတယ်လို့သိရပါဗျ။တဲ့တဲ့ဆက်ချင်းပြေဆုံးသွားပါပြီ။လိုက်စာ TV ကိုကြည့်ရှုနာဆင်ခဲ့ကြတဲ့မြို့ပြည်သူအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်။